မြမပြည်တနန်တလျားတွင်မိုးခေါင်ကြော်စွာဟုပြောလိုက်တာနဲ့မသိသူမရှိလောက်အောင်ဖြစ်ပါရဲ့မိုးခေါင်သောအချိန်ခါတွေတော်၎င်းမြို့တွင်မကရွာပါမကြမ်းလွန်ဆွဲပွဲများနဲ့အတူမိုးခေါင်ကြော်စွာကိုကျူးစူသည့်ပွဲများကျင်းပပြုလုပ်လေရှိပါရဲ့ 38မေနမင်းများတဲ့တွင်လဲဩဇာရှိအာနာရှိသည်နှစ်တပါးဖြစ်ကြောင်းကိုလည်းယုံကြည်ထားကြပါရယ်မိုးခေါင်ကြော်စွာလို့ပြောလိုက်တာနဲ့ရှင်ဣဇခေါနာခေါ်ရှင်မတိစီရတော်ဟာလည်းမပါမဖြစ်အရေးပါတဲ့သူတူဖြစ်ပါရယ်ဇလန်းလေးရဲ့အစကတော့မောင်မမိတ်တန်ချွေရန်တင်ပင်စုံလင်စွာခါစားလေးရဲ့ရွှေရောင်တဖိတ်ဖိတ်တောက်ပါနေတော့နရသူမီးရဲ့စိန်တော်တွင်သူအကြီးဟန်တပါဝင်းရောက်လာခဲ့လေတဲ့သူအကြီးရဲ့ ပြိုရော့မဲ့မိုးတရံမตาရသောမျက်နာတွင်ပြင်ကိုအကဲခတ်ကြည့်ရှုပြီးနောက်မှာတော့နရတူဘီရင်ကဘလို့လဲရှင်မတိအခုလေ ဖိုးမအောင်မြန်မှုလားအကြီးလေချက်ချင်းမဖြေပေးသေးပဲခေါင်းကိုလေးပင်စွာညှိပြရင်ဒီတခါဆိုရင်တော့အောင်လောက်ပါပြီငါရှင်အဲဒါကြောင့်အိုးတော်စမ်းပါရှင်မတိရဲ့ကျွန်ုပ်အကျိုးမျှော်ပြီးတာအသင့်ကိုအလိုလိုက်နေရတာကျွန်ုပ်ဘန်းနာတိုက်ထဲကစီးစိမ်ဥစ္စာတွေလည်းတဖြည်းဖြည်းရုတ်ရော်လာပြီး တည်ရဲ့အဂရိဖိုးကအခုထိဘာမှဖြစ်မလာသေးဘူးဒီတခါတော့နောက်ဆုံးအကြိမ်လို့သဘောထားပြီးလူပေါင်းလားငါရှင်ရဲ့နောက်ဆုံးအကြိမ်နောက်ဆုံးအကြိမ်နဲ့များလာပြီလေ ပြောမရတဲ့အဆုံးမှာတော့ရှင်မတိဆရာတော်ဟာမျက်နာမှိုင်ကျသွားလေတယ်တပန်ယုံကြည်ချက်ရှိသောမျက်နှာသားဖြင့်ကဲဒီလိုဆိုချုပ်တဲ့အရှင် အလောင်းစားတစ်ခုလောက်ကြတာပေါ့ဒီတခါဖိုးမောင်ရင်အရှင်ရဲ့အဖိုးကရောကြီးအဖြစ် ကျုံမျက်လုံးနှလုံးကိုဖောက်ထုတ်ပေးမယ်။အောင်ခဲ့ရင်လည်းအရှင်မင်းကြီးဘန်နာတိုက်နှစ်ခုသုံးခုပြည့်ရှံနေအောင်ရွှေငွေအပြည့်ဖြည့်ပေးပါမယ်။အာမေယုံကြည်ချက် ရှိလာသည်လားရှင်မထီးရဲ့ဒီလိုဆိုတော့လေစနုပ်ကပါရမီဖြည့်ပေးရအောင်ပါပေါ့ဟဲ့ရဲမတွေဘန်နာရိုက်သေးကအဥ္စာရီရှင်မထီးလိုတလောက်ထုတ်ပေးလိုက်ကြစမ်း နရသူမင်းကမိမိရဲ့ရဲမှတ်တွေကို ထို့သို့အမိန်ပေးပြီးရှင်မထီးကိုရောကိုစိတ်စိတ်ကြည်ကဒီမဲရှင်မထီးတင်ကြရီအတိုင်းတီးပါစေမဟုတ်ရင်တော့ကျွန်ုပ်ကတက်ညာမှာမဟုတ်ဘူးနော်မိမိရဲ့ဂုံတိတ်ခါနေကောဘဝနဲ့ပါလောင်းချီထက်ခဲ့ရသည့်အတွက်ဒီတစ်ခါတော့ဖူအောင်မှဖြစ်ချီတော်မယ်အရှင်ဖျားအရှင်ဖျား ထို့သောရှင်မတိတယောက်အညိုကြံကြီးကိုကိုင်ကနေမေညမေအဂရိထိုးနေစဉ်အဝိစာနွဲဆုပ်ဆုပ်နေအမျိုးသားမျိုးသမီးနှုတ်အားကြောင်းပေါက်မှနေ၍ယခုလိုဩခေါ်နေသည်၎င်းတို့မှာရုပ်ရည်ချောမောခံ냐ပြီးလူကုန်တဲ့အတိုင်းဝိုင်းမှာပုံကုန်များတံတန်းပေါက်လျာ ဝစ်စားထားပုံတို့နဲ့အလုံးမဲစန့်ကျင်ဘက်နိုင်လာချည်တယ်။အမှန်တကယ်ရင်လည်း၎င်းတို့စနီးမောင်းနှမ်းမှာဗကံပြည်ကြီးတွင် အချမ်းသာဆုံးစီးရင်တွင်တတိမင်းကျော်စွာနဲ့ဇနီးမဲတော်ရာတို့ဖြစ်ချည်တယ်။မိမိတို့မိဘများလက်ထက်ကလေးကကိုးကွယ်ခဲ့သော ရှင်မထီးစီရတော်ကိုတရားပို့ခဲ့တာကြောင့်ရှိသမျှမွေးပြားကြရုံမကမိမိတို့လည်းလဲသူရင်ကားဘဝတို့ရောက်ခဲ့ရလေတော်တယ်။ ်သို့သောဆီယောင်သခင်ကိုလှူဒန်းခဲ့ခြင်းအပေါ်နောက်ထပ်လျှင်မရှိယခုလည်းမိမိတို့ရဲ့တခုတည်းသောကြေးခွက်ကိုလာရောက်လှူဒန်းရန်ရောက်ရှိလာခြင်းဖြစ်ပေတယ်။ဟေးဘသူတွေလဲကျုံမအားလို့အเจ้าနဲ့ဝင်ခဲ့လीကွယ်မှန်ပါဗျာဘသူတွေများတော့ကွဟောတကားကြီးကြော်စွာတို့လင်မရပါလားဘလူတွေဖြစ်လာကြတာတော့ကွအိုးကျုပ်ကျုပ်ကြောင့်ကျုပ်တပည့်တွေစင်းရဲဒုက္ခကျုံနေရပြီပဲဟာ တပည့်တို့အတွက်ဘာမှစီမကောင်းမဖြစ်ပါနဲ့ဆရာတော်။ဆရာတော်ကိုအကျွေးမဲ့ယုံကြည်လို့ပိုင်းဆိုင်သမျှအရာဝတ္ထုအလုံးစုံကိုရဲရဲဝံ့နဲ့စွန့်လွတ်လှူဒန်းခဲ့တာပါ။ယခုလည်းတပည့်တို့ယူဆောင်လာခဲ့တဲ့ဟောဒီကကြီးခွက်လေးကိုနောက်ဆုံးအနေနဲ့အရှင်ဖျားအလှခံတော်မူပါ။သူဤတကားရင်ဖြစ်သောတထီလီကျော်စွာတို့လေမယားနှစ်ယောက်ကိုကြည်ကရှင်မတိစီရတော့ယင်းနေစုနေလာခဲ့လေတဲ့ထို့နောက်အန်ကိုတင်းနေစိတ်ကစိတ်ထဲ၌ယခုလိုရေရွတ်လိုက်မိလေတဲ့ ငါအပေါ်ပိဆက်အနစ်နာခံလို့နဲ့တပည့်တာဝကတွေကိုချီးမြောက်ဖို့ဒီတချီတော့ငါအောင်ကိုအောင်ရမယ်ဟေးအောင်ကိုအောင်ရမယ်ဟေးသူတို့အကြီးကြီးရှင်မတိတယောက်အဂရိတ်ဘူနာကတဖွားမြမခွာပဲ နေမေညာမအိတ်ကျူးစားပါတော့လေလူအချက်အချို့ရှိနေသေးတာကြောင့်ဗရာရှင်လုံးဟာတိတ်ထိမပေါက်သေးပဲနရသူမေပြည့်ရသောဘန္နာတော်များသာတဖြည်းဖြည်းကုံဆုံးခဲ့ရလေတော့တယ်ထို့နောက်ရှင်မထီဆရာတော်တယောက်လောကကြီးကိုလက်မြောက်ရှုံးပြီးကဖိုနီစိတ်ပြက်လက်ပြက်ထိုင်းနေစဉ်ခဏမှာတော့ကြောင်းဝင်အတွင် မြင်းခွာတံများစူညံစွာထွက်ပေါ်လာခဲ့ပြီးဘရင်ရဲ့မြများ၎င်းဤသို့စူယုံ ရောက်ရှိလာခဲ့ကြလေတယ်ဒီမေကြီးကြီး တကားရုကဘာကြောင့်များရှိလို့လဲကွအရှင်မင်းကြီးကတင်ဖို့ထိုးနေတဲ့ဗราရှင်လုံးအောင်မအောင်ကျုပ်တို့ကိုလာရောက်စစ်ဆေးခိုင်းလို့ပဲရှင်မထီအေးဗราရှင်လုံးကလိုအပ်ချက်တချို့ရှိသေးတာကြောင့်တိတ်ထိမပေါက်သေးပါဘူးကွဟင်းဒီလိုဆိုရင်တော့ကျုပ်တို့နဲ့တပါးရဲလိုက်ခဲ့ရမယ်လို့အရှင်မင်းတရားအမိန့်တော်ပါတယ်။ကဲတင်တခါရဲနန်းတော်ရဲလိုက်ခဲ့ပြီတော့ ပကန်တန်းတော်ရဲ့အရောက်မှာတော့နေရသူမီးဟာ ရာစပလင်ပေါ်ကနေရှင်မတိဆရာတော်အားစူးစူးဝါးဝါးကြည့်ဟာကဲဘယ်လိုလဲရှင်မတိယခုလေတင့်ရဲ့ဗရာရှင်လုံးကတိတ်တိမပေါက်ပြန်ဘူးဆိုမှန်ပါတယ်ရှင်မင်းကြီးအလကားကြီးကြီးဘာတစ်ခုမှဖြစ်မြောက်အောင်မလုပ်နိုင်မဲနဲ့များငါလိုပြည့်ရှင်မင်းစီကလိညာအလှူခံဝင်သေးတယ်ကဲ ဒီလိုဆိုရင်တော့မင်းမာတစ္ဆာလူမာဂရိမင်းမာဂရိလူမာတစ္ဆာဆိုတဲ့ဇာတ်ကောကိုသင်လေကြားဖို့မှာပေါ့လေဟဲ့ရဲမတ်တွေဒီအသုံးမကျတဲ့အကြီးကြီးရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်ကြစမ်းတင်စိတ်တိုင်းကြတာစီမံမာတော့လေကဲဖျားတရားသာအာယုံပြူထားပြီတော့အာနေရသူအမိတ်ပေးသည့်အတိုင်းနိုင်ရင်ပြေပေါ်၌ပင် အာနာပကတာများကရှင်မတိဆရာတော်ရဲ့မျက်လုံးနှလုံးကို ဖောက်ထုတ်ပစ်လိုက်ကြလေတဲ့ ရှင်မထီးဆရာတော်ရဲ့သွေးပြက်ဖွင့်အော်တန်ကြီးကလည်းနန်းတော်တစ်ခုလုံးဖုံးလှမ်းသွားခဲ့လေတယ်။ဒီလိုနဲ့ရှင်မထီးဆရာတော်ဟာ သူတော်ကူညီနဲ့မိမိရဲ့ကျောင်းသူရောင်းအောင်ပြန်ခဲ့ရလေတယ်။ထို့နောက်မိမိအားဒုက္ခိတာလုံးလုံးဖြစ်စေခဲ့သောဗဒါရှင်လုံးအားအလွန်တရားမျှနာကြီးမုန်တိစိတ်များဖြစ်ပေါ်မိတော်တယ်။ဟဲ့သူတော်မှန်မဗာမယာအလို့ရှိပါတည်းအကြီး။ငါအဂရိတ်ထိုးနေတဲ့ဗဒါရှင်လုံးကိုကျောင်းကူတီတဲ့စွန့်ပြစ်လိုက်စမ်းကွယ်။ မှန်မှန်ပါဗျာဘုသူတော်လည်းရှင်မထီကိုကြောက်ရသဖြင့်စေခိုင်းတဲ့အတိုင်းပြုလုပ်ရလေတော့တယ်ရတားလုံးကိုပြစ်ချခါစားကတော့အမှုမတ်အမှတ်မဲ့ဖြစ်နေလေတယ်တဖန်အပေါ်လီသွားရန်လူငါကုလီတို့ပြန်လာမှာတော့ရေအိမ်တစ်ခုလုံးပြူးပြူးပြက်ပြက်လက်လျက်ရှိကြောင်းသတိထားမိလေတယ်ထို့နောက်ဦးသူတော်လည်း ရေအိမ်တကားကိုဖွင့်က၎င်းရဲ့မျက်စိနှစ်ဖက်ကိုပုတ်သက်ကြည့်ရှုသည့်အခါမှာတော့ကုလီအတွင်တိတ်တိပေါက်နေပြီဖြစ်သောဗရာရှင်လုံးကြီးကိုတွေ့မြင်ရလေတော့တယ်။အကြီးအောင်မီအောင်မီဟဲ့သူတော်ဘာဖြစ်တာလဲငါ့ကိုပြောစမ်းမအောင်ဟဲ့အရှင်ဖျားအရှင်ဖျားဆွန့်ပြေးခိုင်းတဲ့ဗရာရှင်လုံးကကုလီထဲမှာတိတ်တိပေါက်နေကြောင်းပါဖျားဟဲ့သူတော်အဲ့ဒါဆိုအမြန်ဆယ်စမ်းအမြန်ဆယ်စမ်းမှာကွဲ့ ထို့နောက်ရှင်မတိဆရာတော်ဟာရတားရှင်လုံအားအမွှေးနှံသားများဖြင့်စီကျော်တန့်စင်းကားဥသူတော်အားဈေးထဲတွင်ရရမျက်လုံးနှလုံးဝဲယူခဲ့ရန် စီခိုင်းလေတယ်။သူတော်ဈေးထဲပြေးချီခွေပြီးရင်တာငါဆိုင်ကရရဲ့မျက်လုံးနှလုံးကိုဈေးမစစ်ဖဲသာဝဲယူခဲ့ပြီတော့ဥသူတော်ဇီယောက်ချင်းတွင်အချင်းကလေးငယ်ပြီဖြစ်သောကြောင့်ဒဇေးလုံးတွင်စိတ်မျက်လုံးတစ်လုံးနှင့်နွားငယ်၏မျက်လုံးတစ်လုံးသာရလေတော့တယ်။ ီလိုနဲ့သူတော်ចောင်းသူပြန်ရောက်လာတဲ့အခါတပည့်တော်ဒဇီလုံးမှုေနောက်ရှာဖွေပါတော့လဲဈေးကွဲခြင်းဖြစ်တော့ကြောင်းမညီညာသောစိတ်မျက်လုံးတစ်လုံးနဲ့နွားငယ်ရဲ့မျက်လုံးတစ်လုံးသာရရှိခဲ့ကြောင်းပါဖေ။ဘာဖြစ်ဖြစ်ပေါ့သူတော်ရဲ့ရတဲ့ဥစ္စာပဲပေါ့ရှင်မထီးစီရတော်သည်ထိုမျက်လုံးနှလုံးကိုအတွင်းသို့ထည့်၍ပြဓာလုံးနဲ့ပုတ်လိုက်ရာမျက်စီအလင်းပြန်ရခဲ့လီတော်တယ်။ ထိုအခါမှစတင်၍ရှင်မထီးစီရတော်သည်စိတ်မျက်လုံးတစ်လုံးနှင့်နှွားမျက်လုံးတစ်ဖက်ပိုင်ရှင်ဖြစ်သောကြောင့်ရှင်အစ္စာဂောနာဟုအမည်တွင်ခဲ့လေတယ်။ကဲကျုပ်ပြားရှင်လုံးတိတ်ကြီးပောက်သွားပြီဆိုတော့ဗကံပြီကကျုပ်တကားတကားမတွေကိုချီးမြှောက်ဖို့အကြိမ်တန်ပြီပေါ့။ရှင်အစ္စာဂောနာသည်ကြေးရီခဲရီတို့ကိုကျူ၍သူဤတောင်ဝေးများ၌ပြားလုံးကိုတက်ခါ၎င်းကြေးရီခဲရီများကိုမှွေလိုက်သောအခါထိုကြေးရီခဲရီတို့သည် ရွှေတုံးရွှေခဲများဖြစ်ကြကုန်လေတယ်။ထို့နောက်ပကံပြည်တွင်ရှိသောသူ၏ဒကာရင်ဒကာမရင်များအားတတိဒကြွေများဖြစ်အောင်မဆာခဲ့လေတယ်။ရှင်အစ္စာကောနာဟာဤသို့ပကံပြည်၌ရွှေမိုးငွေမိုးအုံအုံမြီအောင်ရွာစီပြီးနောက်ထွေရပေါက်လုပ်ငန်းကိုဆက်လက်ကျူးစားရန်တောထွက်တော်မူလေတယ်။ ဆီယာတော်ရဲ့တပည့်ရင်းဖြစ်သောကျော်စွာနဲ့မေတော်ရာတို့ကတော့မြို့နဲ့ဝေးကွာသည့်အရက်တွင်ယာကင်းများ၌အလုလုကိုင်းနေသဖြင့်ဆီယာတော်နဲ့မတွေ့လိုက်ရပေ။မောင်ကြီးကျော်စွာ၏ကျုပ်တို့ဆီယာတော်ရှင်မထီးရဲ့ရတော်ရှင်လုံတိတ်ထိပေါက်သွားပြီ။ကျုပ်တို့ပကံပြည်သူတွေကိုလူတိုင်းဖျားတယ်နိုင်အောင်ရွှေတွေငွေတွေပေးသနာတော်မူခဲ့တဲ့ ဟုတ်လားသူတို့ကလည်းဘဲနှုတ်ချင်းဖြစ်နေလို့ရခင်မှာပဲတနေကုန်နေတာနဲ့ဆရာတော်ကတော့မဖူးတွေ့လိုက်နိုင်ဘူးကွယ်စိတ်ထက်မကြပါနဲ့မောင်ကြီးရဲ့ဆရာတော်ကနှမလေးတို့မိသားစုကိုပြစ်မထားလောက်ပါဘူးသူချင်းတွင် နေရသူမေးမှမူရှင်မတိဆရာတော်ကကြရာရှင်လုံဖိုးအောင်နာတော်သူ့အားအကြောင်းမကြားအတိပေးခြင်းမရှိတဲ့အတွက်အလွန်တရားမြဒေါသဘုံထလျက်ရှိလေတယ် ဒီရီးကြီးကအလူခံချိန်လုံးကတော့ငါစီကို6ပေါက်မတက်ရောက်ရောက်လာပြီးအခုဒင်းပြားရှင်လုံးကတိတ်ထိပေါက်အောင်မြင်သွားတော့ငါတော့အတိမပေးပဲထွက်သွားတယ်ပေါ့လေဟွန်းဟွန်းတွေ့ကြသေးတာပေါ့ရှင်မထီးရဲ့ဟဲ့ရဲမတွေရှင်မထီးရှိတဲ့ရက်ကို မတွေ့မချင်းလိုက်လံရှာဖွေစမ်းဒင်းသွားတက်လာတက်တဲ့ဒကာဒကာမတွေအိမ်ကိုလည်းအလို့မပေးကြနဲ့တွေ့ရနဲ့ဖမ်းချုပ်ပြီးငါစီခေါ်ဆောင်လာခဲ့ကြဤသို့ဖြင့်ဆရာတော်ဒီအစ်င့်အမြင့်ဆုံး ထွက်ရက်ပေါင်းပညာကိစ္စအောင်မြင်ပြီးနောက်မောင်ကျော်စွာနဲ့မဲတော်ရာတို့ရှိရာ နေရာဒေသတို့ကြွရလာပြီးများစွာသောရှင်ငွေရတနာတို့ကိုပြီးအပ်လေတယ်။ထို့အတွက်ကြောင့်ကျော်စွာတို့ဇနီးမောင်နှံသည်ဆရာတော်ရဲ့နောက်ဆုံးဘာသာချင်းခင်ရသည့်သူများဖြစ်လာကြပြီးဗကံပြည်ကြီးတွင် ပြန်လည်၍ချမ်းသာကြွယ်ဝလာခဲ့လေတယ်။ဒီနေ့မဲတော်ရာအိနိုင်မရှိခိုက်တွင်ကျော်စွာထံသို့ရှင်မတိဆရာတော်ကြွလာခဲ့ပြီး ကြွပါရှင်အေးကျုပ်တကတော့စီကိုကြွလာရတဲ့အကြောင်းရင်းကတော့ကျုပ်ဟာဝိဇာတိုင်းကြင့်ကြံရမယ်ဖိုးဝင်ရန်အချိန်ရောက်ရှိလာပြီဖြစ်တဲ့အတွက်ပုပ်ပားတောင်သူကြွမြင်ရတော့မယ်အဲ့လိုကျွန်ုပ်ဖိုးဝင်ချိန်မှာလိုက်လံစောင့်ရှောက်ရန်တပည့်တူအလိုရှိတဲ့အတွက် မောင်ကျော်စွာကိုလာရောက်ခေါ်ဆောင်ရခြင်းဖြစ်ပေတယ်အေးဒီရေးကိစ္စတော့မဖြစ်ဘူးထင်ပါတယ်ဖေဟာ တပည့်တော်ဟာဇနီးတယ်မရှိခိုက်တွင်ตาလေးဖြစ်တဲ့ဝန်သားကို ထိမ့်သိမ့်ဆောင်ရှောက်နေရတာဖြစ်တဲ့အတွက်ဒီတစ်ခါတော့ညင်းပယ်ပြီးနောက်တစ်ချိန်ကြာရင်တော့လိုက်ပါဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်ဖေဟာအေးအေးပြီးဆက်ရမယ်ဝေကြီးရှိပြန်တော့လေအင်းဆရာတော်ဒီထို့သို့မိန်ကြားပြီးမဲတော်ရာရှိတဲ့ယာကင်တို့လိုက်သွားကတော်ရကို တပည့်အဖြစ်ခေါ်လေတယ်ထို့ကားမဲတော်ရာသည်ဝမ်ဘန်တသာဆရာတော်ရဲ့တပည့်အဖြစ် လိုက်သွားခဲ့လေတော့တယ်အရှင်မင်းကြီးဖျားအချောက်တော်တယောက်ရှောက်တင်ချက်အရာအကြီးကြီးရှင်မတိဟာသူ့ရဲ့တပည့်ရင်းဖြစ်တဲ့တကြွေကြောစွာနဲ့နောက်ဆုံးအချိန်တွေ့ရှိသွားကြောင်းပါဖျားတဲဒီလိုဆိုရင်တော့ငကြောစွာကိုဖန်စီခေါ်ဆောင်စစ်စစ်ကြစမ်း နဂုကလေးကပြီးဆရာတော်အပေါ်အညှိုးထားသည့်နရသူဟာချောစွားနှင့်တားဖြစ်သူတို့ကိုခေါ်ယူစစ်ဆေးလီတော်တယ်။ရဲတိုက်တစ်ခုလုံးလည်းကြာဖို့ရိုက်တံများအော်ဟစ်ညီးတွားတံများဖြင့်ငရေကန်ဘမှာဖြစ်သွားရလေတယ်။ဟဲ့ငကြောစွာနင့်ဆရာရှင်မတိဘဲမလဲပန်းရာကိုအမြတ်ပြောစမ်းချုပ်တူတားဖာတကယ်ကိုမတိရုံအမှန်မှာဝင်မင်းတို့ရဲ့ဖျားဆူကြမ်းစုပါစီဗျာမတိယုံွယ်မတိယုံကွာအာ အာကျုပ်တို့ကတကယ်တကယ်မသိလို့ပါဗျာအေးလေမောင်မေမဲခေါင်းမနိုင်မလားကျုပ်တို့ကပဲလက်ဆောင်ထပ်နိုင်မလားဆိုတာစောင့်ကြည့်ရသေးတာပေါ့ကွယ်မမလုပ်ပါနဲ့ဝင်းမင်းတို့ရဲ့ကဲဟဲကဲဟဲဆိုပြီးပကံရဲမဲ့တွေရဲ့ကြာဖို့ရိုက်ချက်တွေကကြော်စွာနဲ့တားလေးဝန်သားတို့ကြောပြင်းပေါ်တို့အဆက်မပြတ်ကြားရောက်လာခဲ့လေတော့တယ်သူတို့ညှဉ်းပန်းနှိပ်စက်ဖမ်းများတော့ လက်လူချီလွန်ဖြစ်ပြီးကျော်စွာတို့သားဖာနှစ်ဦးစလုံးတည်ဆုံခေရရှာလေတယ်။ကျော်စွာလည်းထို့သို့တည်ဆုံခေရပြီးနောက်အယူတိန်လိုနှက်စင်းမဝသူရောက်ခေရလေတယ်။နှက်ဖြစ်သွားသောကျော်စွာသည်မိမိတို့သားဖာနှစ်ဦးအားအပြစ်မရှိဘဲညင်းစင်တက်ဖြတ်ခဲ့သည့်နရသူမင်းနေတကွာမူးမတ်တို့ကိုလွန်စွာ နာကြီးလာချေတယ်။ထို့အတွက်ကြောင့်ပုပ်ပါတောင်ဆုံးမှနေကပင်လယ်မှတက်လာသော တိမ်လိတ်မိုးသားတို့ကိုဖယ်ရှားပစ်လေတယ်။ဤသို့ဖြင့်ပကံပြည်တွင်မိုးခေါင်လေတော့တယ်။ထိုအခါမင်းနေတကွပြည်သူပြည်သားတို့သည်နဂနာပွဲချင်းပါက38မေနေ့တူအားတောင်းပန်လျှောက်ထားကြလေတယ်။ထိုအခါ38မေနေ့အပေါင်းကနဝင်းသေးတို့ကိုပူကန်း၍ဤရေးကိစ္စကိုကျွန်ုပ်တို့လည်းမတတ်နိုင်ပါ။အဖဲကြောင့်သို့သောကျွန်ုပ်တို့ထံတကူကြည့်သောကြောစွာနှက်ကပြုလို့၍မိုးခေါင်နေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါဆိုကျွန်ုပ်တို့အဘဲတို့ပြုလို့ရမည်နေတဲ့အပေါင်းတို့မင်းနေတကွာသောပကံပြည်သူအပေါင်းက၎င်းအားပင်ဖိတ်ကတောင်းပန်ကမှပြည်လည်နိုင်လိမ့်မည်ဟုထင်မြင်မိသောမှာထို့ထာမှနရသူသည်စောစွာနှက်ကိုပင်ဖိတ်ကမိမိမှာယွန်းကြောင့်ဝင်ချတောင်းပန်လေတယ်။ကဲဒီလိုဆိုရင်အသင်မင်းကြီးလွန်သည့်အကြောင်းအရာကိုပကံပြည်သူအပေါင်းသိရှိကြစေရန် လွန်ကျိုးကိုမင်းနဲ့ပြည်သူတစ်ဖက်စီဆွဲကြရမယ်။အဲ့ဒီအခါကျွန်ုပ်ကြောစွာနဲ့ဒီလွန်ကောင်းပေါ်သို့တက်၍ထိုင်ရကားမှချိန်နဲ့နိုင်မယ်။ကျွန်ုပ်တောင်းဆိုသည့်အတိုင်းပြုလုပ်နိုင်မည်မဟုတ်လားမင်းကြီး။ကျွန်ုပ်ယခုပဲပြုလုပ်ဆောင်ရွက်ပါမယ်နမေ။ဤသို့ဖြင့်နရတူမင်းနဲ့မူမတ်တွေကတစ်ဖက် ပကံပြည်သူတွေကတစ်ဖက်လွန်ဆွဲကြလေရာစောစောနဲ့သည်လွန်ကောင်းပေါ်တက်၍၎င်း၏ကျေနပ်မှုကိုပြလေတယ်။ထိုစဉ်မိုးလေတီးထန်စွာပြန်လေရွာသွန်းခဲ့လေတော့တယ်။စောစောနဲ့သည်လည်းမိုးခေါင်းလေးလွန်ဆွဲရသည်ကိုအကြောင်းပြုကမိုးခေါင်စောစောနဲ့ဟုထင်ရှားလာခဲ့လေတယ်။ မိုးခေါင်ကြောစွာနဲ့ကိုအမျိုးမျိုးအနေနဲ့ကြီးရွာများတွင်နပွဲများပြုလုပ်ခြင်းပါရာတွင်တချို့ဒေသများတွင်တော့မိုးခေါင်ကြောစွာကိုပင့်ဖိတ်ကပူဇော်ပတမှုများပြုလုပ်လေရှိတော်လေယနေ့ယခုအချိန်ခါများတွင်မိုးခေါင်ကြောစွာအားအထူးတလည်းပင့်ဖိတ်သည့်အချိန်ခါနကနာပွဲများနပွဲများအလင်းသင့်တယ်လို့မတွေ့ရတော့ပါတို့ပေသည်မြမပြည်တလန်တလျားတွင်မြို့ရွာချူနိုင် ိုးကောင်းကျော်စွာအောင်လွန်ဆွဲသည့်ပွဲများကို အထုတလည်ကျင်းပနေသည်မှာမြန်မာလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြင့်တည်ရှိကြောင်းဂုံယူစွာပြောဆိုရင်းမိုးကောင်းကျော်စွာနဲ့နဲ့ရှင်မသီစီရတော်ခေါ်ရှေးအစာခေါ်နာရဲ့တမိုင်းအကြောင်းအရာလေးကို စိတ်ဝင်စားပွဲပြောပြပေးလိုက်ရခြင်းဖြစ်ပါတယ်။